တောက်လျှောက်ကြည့်တယ်ဆိုင်းလိုလေးမှန်ကိုပဲလိုမျိုးကြည့်ပြီးတော့လဲလေရုပ်ကလေးတဖြည်းဖြည်းနဲ့ပြောင်းလာတာလဲလေအဲ့ပထမ3ရက်နဲ့4ရက်ကတော့အဆိုးဆုံးပဲ5ရက်မြောက်တဲ့နေ့မှာတော့နည်းနည်းလေးတော့တက်တာွားတယ်ပြီးတော့တေချာလေးလည်းဆိုင်းလိုလေးအလှလည်းကြိုက်တယ်ဆိုတော့လေပို့ပြီးတော့လည်းယူဆိုင်တယ်တေချာကိုထိတ်ခဲလဲလုပ်တယ်ပြီးတော့အဲ့ဖြစ်နေတဲ့အချိန်မှာပေါ့နော်ဆိုင်းလိုကလေဘာမှမစင်စားဘူးကိုယ်တော်စိတ်ပျော်ရွှင်စေမယ့်အရာပေါ့ဆိုင်းလိုအဲ့လိုမျိုး art pieces လေးလည်းလုတ်ဖြစ်လိုက်တယ်အိမ်မှာတမိုးရှိတဲ့အချိန်ကိုပေါ့နော်ဘာမှဘယ်ချိန်ပြောက်မယ်မလဲမသိတော့လေအဲ့လိုမျိုးတော့ရှိတယ်တမရွတ်ကြံနဲ့အခုကဒါလေး April 2 data makeup လိမ်းထားပေးပြီးတော့လုံးဝသူ့ရဲ့ makeup အစွမ်းနဲ့အရန်ကိုဖုံးထားတာတမရွတ်ကတော့ကြံသေးတယ်ဆိုင်လူကလေဘာအကောင်ကိုက်သွားလို့ကိုက်သွားမှန်းစဉ်းစားမိလဲမသိလဲမသိဘူးကိုကိုကိုပေါ့နော်မနက် ထလာတဲ့ချိန်မှာပေါ့နော် allergy များမိတာလားပြီးတော့ကိုမနေ့ကဘာစားမိထားလိုက်လဲကိုလည်းမသိဘူးပေါ့နော်အဲ့ဒါနဲ့ဒါမဲ့ကိုတိချာပြန်စဉ်းစားမိလိုက်တော့တတိထားမိလိုက်တာတော့ညဘက်မှာမိဖို့ကောင်လိုမျိုးအကောင်လေးနှစ်ကောင်တွေးမိလိုက်တယ်ဆိုတာပေါ့အဲ့ဒါနဲ့စိတ်ထဲမှာအဲ့လိုမျိုးဟာလိုမိဖို့ကောင်လားမသိဘူးဆိုပြီးတော့ဒေါက်တာရဲသွင်းကိုပဲဖုန်းဆက်လိုက်တာအဲ့ဒါနဲ့လည်းခဏကဆိုင်လူရဲ့ဒီ Facebook မှာတင်ထားတဲ့လူမျိုးပဲပေါ့အဲ့လိုမျိုးဖြစ်သွားတာဖြစ်တာဆိုရင်ဆိုင်လူအခုဆိုရင်တော့၃ပတ်လောက်တော့ရှိပြီထင်တယ်၃ပတ်ပေါ့ ပြောရမယ်ဆိုဆက်ဆက်ဖြစ်ချင်းကတည်းကနေမီးလောင်တလိုမျိုးဖြစ်သွားတာပေါ့နော်ပူပြီးတော့ဆက်ပြီးလောင်နေတာတခုခုမီးလောင်တလိုမျိုးပဲခံစားနေရတယ်အဲ့ဒီတော့ကိုကလည်းဒါကတော့ပုံမှန်တော့မဖြစ်နိုင်တော့ဘူးပေါ့ allergy စားရတာလည်းအမားလည်းမရှိဘူးတခုခုတော့ပြတ်မှောက်ပဲဆိုပြီးတော့ဆက်လို့လဲဒီဆေးရုံကိုအမြန်သွားပြီးတော့ဒီ allergy ဆေးသွားထိုးလိုက်တာပေါ့နော်ဆိုင်ရောလေအဲ့လိုမျိုးဖြစ်တဲ့ချိန်မှာလေစိတ်ကိုအမြဲ short ထားတယ်ပြီးတော့စိတ်ကို positive ပဲတွေးတာပေါ့နော်ဟဲလို့ဖြစ်သွားမှတော့လေမတတ်နိုင်ဘူးပေါ့နော် ဘာလို့လဲဆိုတော့ကိုလည်းပဲဖြစ်ချင်မလဲဒီလိုဖြစ်သွားမယ်လို့အဲ့ဒီတော့စိတ်ကိုအကောင်းဆုံးပဲကွာအမှန်တမ်းပြောရမယ်ဆိုရင်ဆိုင်းလူဖြစ်တုန်းကဆိုရင်တော့မလေးဘယ်သူမှမသိဘူးဆိုင်းလူဆိုရှယ်မီဒီယာမှာတင်တဲ့အချိန်တောင်မှဆိုင်းလူရဲ့လေးရမြောက်လားအဲ့လောက်ရှိသွားပြီဆိုင်းလူကကိုယ့်ဘာသာကိုတယောက်တည်းပဲအိမ်မှာပဲဒီလိုမျိုး ခုပါလာကိုလုံနေရပေါ့နော်ချိတ်ဟိုဟာချိတ်တော့မကူဘူးပေါ့နော်ဆရာဝန်နဲ့တရားပြောတယ်ဒါပေမဲ့ခဏပြောဆိုပဲပေါ့နော်ဟဲလိုစားဖြစ်ကြတဲ့ကနေအားလုံးတွေ့ပေါ့နော် awareness ဖြစ်သွားရအောင်ပေါ့နော်ဗီဒီယိုလေးတော့ရိုက်ထားလိုက်မယ်ဆိုတော့အဲ့လိုမျိုးလေးနဲ့ရိုက်ဖြစ်သွားလိုက်တာအဲ့လိုကြည့်တာတော့စဉ်းစားကြခဲ့ရသေးလားမနော်တောက်ချည်တယ်ဆိုင်လူလေးမန်ကိုပဲအဲ့လိုမျိုးချိပြီးတော့လဲလေရုပ်ကလေတဖြည်းဖြည်းနဲ့ပြောင်းလာတာလဲလေအဲ့ပထမ3ရက်နဲ့4ရက်ကတော့အဆိုးဆုံးပဲ9ရက်မြောက်တဲ့နေ့မှာတော့နည်းနည်းလေးတော့တက်တာွားတယ် ပြီးတော့တေချာလေးလည်းစိုက်လို့လည်းအလှလည်းကြိုက်တယ်ဆိုတော့လည်းပို့ပြီးတော့လည်းဂယူးစိုက်တယ်တေချာကိုထိတ်ခဲလဲလုပ်တယ်ပြီးတော့အဲ့ဒီဖြစ်နေတဲ့အချိန်မှာပေါ့နော်စိုက်လို့ကလည်းဘာမှမစင်စားဘူးကိုယ်တော်စိတ်ပျော်ရွှင်စေမယ့်အရာပေါ့စိုက်လို့အဲ့လိုမျိုး art pieces လေးလည်းလုတ်ဖြစ်လိုက်တယ်အိမ်မှာတမိုးရှိတဲ့အချိန်ကိုပေါ့နော်ဘာမှဘယ်အချိန်ပြောင်းမယ်မှလည်းမသိတော့လေအဲ့လိုမျိုးတော့ရှိတယ်စိတ်တော်ကြောင့်ဒီကိအောင်လိုက်ရတယ်အိမ်ထဲအောင်လာတော့ကြာတာပေါ့နှစ်ပတ်ကျော်သုံးပတ်သုံးပတ်နေပါလောက်ပေါ့ ဆိုင်လို့အရင်လဲခဏပြောသလိုပေါ့နော်ကုတူရသွားတာပေါ့နော်အကုန်လုံးမီးပိုးကောင်ရဲ့အားလုံးကိုဘယ်လိုမျိုးဂယူဆိုင်ပြီးတော့တတိထားမယ်ဆိုတာတိထားတယ်အဓိကဆိုင်လို့ကလေးလေးတွေကိုပို့ပြီးတော့ဂယူဆိုင်ခန်းစီချင်တာပေါ့နော်ဆိုင်လို့တို့လိုမျိုးလူကြီးတောင်မှဒီလောက်ထိဒုက္ခခံစားရတာပေါ့နော်ကလေးတွေဆိုရင်တော့မှမစင်စားရက်เสียရပဲဟုတ်ကဲ့အကြမ်းကြားတယ်ဘယ်လောက်တောင်မှဒါကြောက်တယ်အဲကြောက်တာတော့မဖြစ်ဘူးဆိုင်လို့ဆိုရင်အခုဆိုင်လို့ပြောသလိုပဲပေါ့နော်ဒုက္ခဆိုတာတစ်ချိန်က ဒါတစ်ချိန်ကျရင်ဟာတာဖြစ်လာမယ့်အရာပဲအဲ့ဆိုအခုဆိုရင်တော့မအားလုံးကလေစိုင်းလူဤမိဖို့ကောင်းဆိုပြီးတော့ဝိုင်းပစနေတာလည်းတွေ့ရတယ်ဟုတ်တယ်အဲ့တော့ကတော့အမရွတ်ကမကြံခဲ့ဘူးဘောတကယ်စတန်လေးတော့ကဲလို့ခဲ့တယ်အဆိုင်လူအမရွတ်ကြံတယ်ဒါကအဲအမရွတ်ကြံတယ်အခုကဒါလေး April to the makeup လိမ့်ထားပေးပြီးတော့လုံးဝသူ့ရဲ့ makeup အစွမ်းနဲ့အရန်ကိုဖုံးထားတာအမရွတ်ကတော့ကြံသေးတယ်ဟိုကဘောတဖြည်းဖြည်းနဲ့တော့ပျောက်လာမှာပေါ့နော်အခုဆေးလဲလိမ့်နေတောက်ဆေးလည်းတောက်ဆေးကတော့အခုချိန်တော့တောက်တော့တောက်သေးတာပေါ့နော်